ဝေဒနာဆိုတာကပုံမှန်လင်းလင်းပြောရရင်စိတ်ဖြစ်တိုင်းဖြစ်တာ။နောက်ဝေဒနာကိုမဖြစ်အောင်လုပ်လို့မရအောင်။နောက်ဦးဇင်းတို့ခန္ဓာစီအပေါ်မှာဝေဒနာဧည့်သည်များဆိုတော့ဧည့်သည်နဲ့တူတော့ရာများဆိုတော့တရားလေးတခုဟောထားတာရှိတယ်။နောက်ဒီခန္ဓာကိုယ်ကဇေယကြီးပဲ။မြတ်စွာဘုရားရဲ့အလိုတော်ရခန္ဓာကိုယ်ဟာပါကြီးတော့ဇေယကြီးပဲတဲ့။ဒုက္ခဒုက္ခဥပိ္ပခာဆိုတဲ့ဝေဒနာတွေကတော့အဲ့ဒါလာရောက်တဲခိုကြတဲ့ဧည့်သည်တွေပဲတဲ့။အဲ့ဒါမြတ်စွာဘုရားကအခါရသုတ်တံမှာအဲ့ဒီတိုင်းဟောထားတာ ရဟန်းတို့တဲ့လက်စုံလံကလံလေးကွာမှာလူတကာတဲခိုးဖို့စောက်ထားတဲ့ဇယကြီးတလုံးရှိတယ်ဆိုကြပါစို့။နောက်အရာအဲ့ရလေးမျက်နှာရရှိမျက်နှာကအလွှာမျိုးစုံကလူမျိုးတီးတီးလာရောက်ပြီးတော့တဲခိုးကြမယ်။အဇယကြီးဆိုတော့ဇုမတော်မြေတော်နေမှာတော့မဟုတ်ဘူးရောက်လာတဲ့တဲခိုးတဲ့ပြီးပြန်သွားကြတယ်။ဟုတ်လား။အဲ့ဒီဥမာတိုင်းပဲဒီခန္ဓာကိုယ်ဟာဇယကြီးနဲ့အလွန်တူတယ်တဲ့မြတ်စွာဘုရားကဟုတ်လား။ပဂရိဇယကြီးဘောကိုဧည့်သည်မျိုးစုံ လာရောက်တဲခိုကြရတယ်လို့ဒီခန္ဓာစရပေါ်ကိုလည်းပဲလာရောက်တဲခိုကြရတဲ့ဧည့်သည်တွေကဘယ်လိုတွေလဲဆိုတော့ဝေဒနာတွေပဲလို့အဲ့လိုဟောတာအဲ့တော့ဒီနေရာမှာဥရှင်တို့ဒီခန္ဓာကိုယ်စီအကြီးနဲ့ဝေဒနာဧည့်သည်တွေရဲ့အကြောင်းကိုစဉ်းစားတဲ့နေရာမှာပဂတိစီရနဲ့ပဂတိဧည့်သည်ရဲ့အကြောင်းကိုနည်းနည်းတော့စဉ်းစားကြည့်တဲ့ပဂတိစီအကြီးတစ်လုံးနော်ဧည့်သည်တွေကိုဘယ်လိုဧည့်သည်ပဲလာခဲ့ဘယ်လိုဧည့်သည်တော့မလာခဲ့နဲ့လို့သူ့မှာကန့်သက်ခွင့်မရှိဘူးဟုတ်တယ်မဟုတ်လား ကတိဆရာကြီးတန်တောင်လို့မရဘူးနော်အဲ့ဒါဒီလာရောက်တဲခုပြီဆိုလို့ရှိရင်လည်းပဲဟာမင်းတို့ကတော့နေတာတိုင်တာသိတ်ကောင်းတာပဲဒါကြောင့်မင်းတို့ဒီမှာနေကြအောင်လို့သူတို့ကိုဆွဲခေါ်ထားလို့လည်းမရဘူးမင်းတို့ကတော့နေတာတိုင်တာအရင်ဗျမ်းမရာဆန်တယ်ဒါကြောင့်ငါ့ဘော်လာပြီးတော့တဲမတဲခုရနေလို့မကြိုက်တဲ့လူကိုလည်းပဲဧည့်သည်ကိုလည်းနှင်ထုတ်လို့မရဘူးကြိုက်လို့လည်းဆွဲထားလို့မရဘူးမကြိုက်လို့လည်းနှင်ထုတ်လို့မရဘူးလာပါလို့လဲခေါ်ခေါ်ခွင့်မရှိဘူးဆိုတော့သွားပါလို့လဲနှင်ခွင့်မရှိဘူးလာသည်မြတ်ကိုကောင်းကောင်းဆိုးဆိုးအမျိုးမျိုးသူလက်ခံရတယ် ပဂရိဇေဟာပဂရိဧည့်တဲ့ပုံမှာ तू ဘာမှတုံ့ပြန်နိုင်စွမ်းဝင်ရောက်ဆွတ်ဖက်နိုင်စွမ်းပါမရှိနော်အဲ့လိုပဲအဲ့ဒါနဲ့လည်းအလွန်တူတယ်လို့ဦးဇင်းကထင်တယ်ဒီခန္ဓာစရာကြီးပေါ်မှာဝေဒနာတွေရောက်လာတယ်ဒါကြမှဦးဇင်းတို့တွေကန့်သက်ခွင့်မရှိဘူး तू အကြောင်းအကြောင်းတိုက်ဆိုင်တယ်လို့ဖြစ်လာမယ်ဝေဒနာတွေကနော်ဒုက္ခဝေဒနာဖြစ်စရာအကြောင်းရှိရင်ဒုက္ခဝေဒနာဖြစ်မယ်ဒုက္ခဝေဒနာဖြစ်စရာအကြောင်းရှိရင်ဒုက္ခဝေဒနာဖြစ်မယ် ဒုက္ခဒုက္ခဖြစ်ခြင်းဒီကိုယ်သဘောကိုယ်ဆန္ဒပေါ်မှာမူတည်တာမဟုတ်။အကြောင်းတရားပေါ်မှာမူတည်တာ။ကိုယ်သဘောကိုယ်ဆန္ဒအလျောက်ဝေဒနာတွေဖြစ်ခွင့်ရှိတယ်ဆိုရင်ဆင်းရဲတဲ့လူရဲ့လို့ပဲရှိမလဲ။နော်ဆင်းရဲတဲ့ဝေဒနာတွေမလာခဲနဲ့မင်းတို့လာခွင့်မရှိဘူး။ဟုတ်လားချမ်းသာတဲ့ဝေဒနာတွေပဲလာခဲ့လို့ကိုယ်ကန့်သတ်ထားမှာပေါ့။အဲ့လိုလုပ်လို့ရသလား။မရအောင်နော်ဆင်းရဲတဲ့အကြောင်းကြုံရင်ဆင်းရဲမှာပဲ။ချမ်းသာတဲ့အကြောင်းကြုံရင်ချမ်းသာမှာပဲ။ တချို့ကကတ်ပြီးတော့ပြောခြင်းပြောမှာပေါ့ဥစဉ်ရဲ့ကောင်းတာလေးတွေသွားစားလိုက်ရင်အခုတောက်လျှောက်ဒုက္ခဝေဒနာဖြစ်တယ်ဒါတပိတော့လှုပ်လိုက်တာတပိတော့အစွမ်းငါအစွမ်းလို့တို့ကထင်ကောင်းထင်ပဲအဲ့ဒါငါအစွမ်းမဟုတ်ပါဘူးကောင်းတာစားလို့ချမ်းသာတယ်ဆိုတာအစာနဲ့ရှာရဲ့အစွမ်းအစိုးစွမ်းနော်ဒါတော့ကိုကကိုကိုအစွမ်းထင်နေတာဟုတ်လားအရှာမကောင်းဘူးကျမရေးဟောလို့လို့စားရင်သိတောက်ချင်သိမရှိဘူးဆိုရင်လည်းဘလောက်ကောင်းတာတွေစားစားမကောင်းပါဘူးနော်အစာအာဟာရကိုမျောလင်းတဲ့အတိုင်း အစင်မပြေဖြစ်နေမယ်ဆိုရင်လည်းစာရင်နဲ့ဒေါသဖြစ်ရအောင်ပဲဟုတ်လားအဲ့တော့ပြောရင်သာကပဂတိဇယဟာပဂတိဧည့်သည်တွေရဲ့ပုံမှာကန့်တတ်ချုပ်ချယ်လို့မရတယ်လို့ဒီခန္ဓာဇယဟာလည်းဝေဒနာဧည့်သည်တွေကိုကန့်တတ်ချုပ်ချယ်လို့မရဘူးအကြောင်းရှိသည့်အားလျော်စွာသူတို့ရောက်လာမှာပဲအဲ့တော့ဒီဝေဒနာကိုမြတ်စွာဘုရားကဧည့်သည်လို့ဟောတဲ့ဒေသနာကိုတရားစဉ်းစားကြည့်ရင်ဒီဧည့်သည်ကမလာအောင်တားလို့မရဟုတ်လားဝေဒနာမဖြစ်အောင်လုပ်လို့မရဘူး အဲ့တော့ဝေဒနာကဘာလို့ရမှာလဲလို့မေးရင်နားလေအောင်လို့ရမှာဘာလို့ရမှာနားလေအောင်လို့ရမှာနားလေအောင်လို့ရမှာတော့နားလေမှတချင်းတက်ပြီးတော့ခန္ဓာကြီးရှိတယ်သိခန္ဓာနိုင်တယ်ဆိုတာတွေကဖြစ်လာမှာနားလေတာကပညာပဲခန္ဓာကြီးရှိတယ်ဆိုတာကခန္တီပဲဟုတ်လားအဲ့တော့ဒကာမတို့ဦးဇင်းတို့ဒီတရားလုပ်ဖို့အထုတဲ့နေရာမှာဦးဇင်းတို့ဒီဒုက္ခဝေဒနာဆိုတဲ့မလိုလားအပ်တဲ့ကိုမကြိုက်တဲ့ ဒီခံစားချက်ကြီးနဲ့တွေ့လာတဲ့အခါမှာသူ့ကိုကိုကကောင်းကောင်းမွန်မွန်ကြော်လွှားနိုင်ဖို့ကြော်လွှားနိုင်ဖို့ဆိုတာကသူနဲ့တွေ့တဲ့အခါမှာဒေါသမဖြစ်ဖို့ပေါ့နော်ဒေါသမဖြစ်တာကိုကြော်လွှားနိုင်တယ်လို့ပြောတာသူနဲ့တွေ့လာတဲ့အခါမှာဒေါသဖြစ်တယ်စိတ်ထဲမကြဖြစ်တယ်ဒါကြီးကဘယ်တော့ပြောက်မလဲမသိဘူးလာပြန်ပြီးကဲအချင်းကကြာလာပြန်ပြီးဟာတခါတော့အောင့်အီးပြီးတော့ဒေါသတွေဖြစ်နေရင်အဲ့ဒါတရားထိုင်ရင်လည်းဘာဖြစ်နေအကုသို့ဖြစ်နေတာပဲအဲ့ဆိုဒီဝေဒနာကိုကိုဘာဖြစ်နေမကြော်လွှားနိုင်ဘူးအဲ့တော့ဝေဒနာကိုကြော်လွှားတယ်ဆိုတဲ့စကလုံးလေးနဲ့ပတ်သက်ပြီးတော့ဥစဉ်ကြိုက်တာကတော့ ဝေဒနာမဖြစ်အောင်လုပ်တာမဟုတ်ဘူးဟုတ်လားဖြစ်လာတဲ့ဝေဒနာနဲ့ပတ်သက်ပြီးတော့ကိလေသာမဖြစ်တာကိုဝေဒနာကိုကြော်လားနိုင်တယ်လို့ဒီလိုပြောခြင်းတယ်သောပေါက်လားဗျဒုက္ခဝေဒနာမှဖြစ်တာမဟုတ်ဘူးဒုက္ခဝေဒနာလည်းဖြစ်တာပဲเนาะဒုက္ခဝေဒနာဖြစ်ရင်လည်းမသိရင်ဘာဖြစ်မှာတော့အန္တရာယ်ကရှားခါဆိုတဲ့ဆွဲမဲ့မှုရှိတယ်ဟုတ်လားခုလူတွေကဒုက္ခဝေဒနာဖြစ်လို့ နော်ຢာကဖြစ်တာကိုကြာတော့အခက်ခဲလို့သိပ်ပြီးတော့မအောင်မေဘူးကောင်းလိုက်တာတရားထိုင်လို့အောင်းလိုက်တာသိချင်းပြေတာပဲဟုတ်လားအစဉ်ပြေတာကညံနေပါလေဖြစ်တာကိုသူတို့ကသိရင်ညွန်းတာမဟုတ်ဘူးအေးချမ်းချမ်းလေးဖြစ်နေတော့ဒါလေးကိုကိုခံစားပြီးတော့ဒါလေးကိုကြိုက်ပြီးတော့နေတာအဲ့တော့အန်ဒီကဘုံဆိုနောက်တစ်ခါထိုင်လာပြီးဆိုရင်အဲ့ဒါကိုမျောတော့တာပဲဟုတ်တယ်နေ့ကငါထိုင်ကရှိသေးနိုင်ဝလောက်ရှိသေးတော်တော်ကောင်းတယ်ဒီနေ့ဘလို့ဖြစ်နေတယ်မသိဘူးဟုတ်လားတယောက်တည်းလူကျင်တာမရတဲ့ခါကျတော့ဘာဖြစ်တော့ဒေါ်လာဖြစ်လာပြန်တယ်လောဘနဲ့ဒေါ်လာနဲ့တလဲတီနှစ်ပန်းလုံးနေတာ နောက်ွယ်ကမောဟကကြိုးကင်တယ်ဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိဘူးတရားထိုင်ရင်းနဲ့ဖြစ်နေတဲ့အခက်အခဲလေးတွေပေါ့ဟုတ်လားအေးအဲ့တော့ဝေဒနာဆိုတာပြည့်တဲ့ပေါင်းတူတူပေါင်းတို့ဘာလို့အောင်ဘာဖြစ်အောင်လုပ်ရမှာတုံးဆိုတော့နားလည်မှုရှိအောင်ကြိုးစားရမှာမလာအောင်တားရမှာမဟုတ်ဘူးနော်သူ့ကိုနှင်းထုတ်လို့လည်းမရပါဘူးအကြောင်းရှိနေရင်နော်အကြောင်းမရှိဘူးဆိုရင်ဆွဲခေါ်လို့လည်းမရပါဘူးသူကသူ့သဘောပါအဲ့တော့ကိုကဘာလုပ်ရမှာတုံးဆိုတော့နားလည်အောင်ကြိုးစားရမှာ နားလည်မှသိခံနိုင်ခံနိုင်ရင်ရှိအဲ့ဒီမှာအစဉ်ပြေဟုတ်လားဒုက္ခနဲ့တွေ့လည်းပဲအဲသူ့ကိုနားလည်အောင်ကြိုးစားမယ်ဒုက္ခနဲ့တွေ့လည်းပဲသူ့ကိုဘာလို့မလုပ်နားလည်အောင်ကြိုးစားအဲ့တော့ဦးဇင်းတို့အခုပြောနေတာဝေဒနာကိုနားလည်အောင်နားလည်မှုဆိုတဲ့စကားလုံးကိုထပ်ခါထပ်ခါပြောနေဟုတ်လားအဲ့လိုဆိုရင်ဝေဒနာကိုဘယ်လိုနားလည်ရမှာတော့သူ့ရဲ့အမှန်တဘာဝကိုနားလည်ရမှာအဲ့တော့သူ့ရဲ့အမှန်တဘာဝကဘာလို့ဆိုတော့အနေစာပဲ ဒါကောင်းကောင်းကိုစိတ်ထဲမှာဆွေးနေရမယ့်အချက်ပဲ။နောက်ဝေဒနာရဲ့အမှန်တဘာဝကဘာတုံးပြ။အနိစ္စပဲတီးနေတာမြင်းနေတာမဟုတ်ဘူး။စောစောကမြတ်စွာဘုရားပြောတဲ့ဒေသနာရပြောမှဆိုဧည့်တယ်ပဲလေ။အကြောင်းရှိလို့ရောက်လာတယ်ပြီးရင်သူအမြင်နေတာမဟုတ်ဘူး။နော်။ဧည့်တယ်အဝင်ထွက်ရှုပ်ထွေးတဲ့ဇေယကြီးတစ်လုံးပေါ့။ဒုက္ခရောက်လာလိုက်ဒုက္ခရောက်လာလိုက်ဥပိ္ပခာကတော့အပင်နိုင်လို့လို့သူကရှိနေတယ်ဆိုကြပါစို့ဖြစ်နေတယ်ဆိုကြပါစို့ဟုတ်လား။အေး။ အဲ့တော့ဝေဒနာရဲ့သဘောကိုနားလည်ရမယ်ဆိုတာဘာကိုနားလည်ရမှာလို့ပြောတာလဲသူတို့ဖြစ်လာတယ်မြဲနေနေတာမဟုတ်ဘူးသူတို့ဟာမတီးတဲ့မမြဲတဲ့သဘောဝတရားဆိုတဲ့အနိစ္စအချက်ကို မြင်အောင်ကြည့်ရမှာနော်အစ်စ်ဖြစ်လာတယ်အဲ့ဒါမရှိတော့ဘူးနောက်ထပ်ထပ်ဖြစ်တယ်တခါလေဒုက္ခတွေဖြစ်နေတယ်ဥစဉ်ရဲ့ဒုက္ခတွေကအချားကြီးဖြစ်နေတာဘယ်နာဘယ်ချိန်ပြတ်သွားတာလဲလို့ထင်ကောင်းထင်မယ်နော်အဲ့ဒါကဒုက္ခပြီးဒုက္ခဆက်နေတာ ကိုကဒါကိုပိုင်းဖြတ်ပြီးတော့မကြည့်နိုင်တဲ့အခါကျတော့အစိုင်းခဲကြီးတစ်ခုအနေနဲ့အလုံးခဲကြီးတစ်ခုအနေနဲ့အကြီးကြီးထင်တော့ကို့အများကြီးလွှမ်းမိုးသွားတကယ်တမ်းကကိုကပိုင်းဖြတ်နိုင်ဖို့လိုတယ်အဲ့ဒီမှာစောစောကလှုပ်ထားတဲ့ပစ္စုပန်ပစ္စုပန်ဆိုတာလေးဟုတ်လားအခုလုံလုံးစေဖြစ်နေတယ်ဆိုတာလေးကိုတတိအဲ့ဒီချိန်မှာအယံဝင်ဖို့လိုတယ်နော်တတိကဆင်းဆက်မပြတ်ဝင်နေဖို့လိုတယ်နော်ခုခံစားတာကိုတီးလိုက်တယ်ခံစားတာကိုတီးလိုက်တယ်တီးလိုက်တယ်တီးလိုက်တယ်အတိထက်ထက်ထက်ပြီးတော့လိုက်ရမယ်ဟုတ်လားအဲ့တော့စောစောကတီးလိုက်တာနဲ့စောစောက အတိခံရတဲ့ခံစားမှုကတကယ်တမ်းကမရှိတော့ဘူးเนาะနောက်တိတာနဲ့နောက်တိနောက်တိတာကိုခံရတဲ့ခံစားချက်ဒါပဲလေဒီလိုအတွဲလိုက်တွဲလိုက်သူသွားနေတာဒါကတတိအယံစိတ်မှပေတလို့တိနေတာနော်ရှင်ကျင်တာနဲ့တိတာကတိတ်ပြီးတော့အရေးမပါလာဘူးဗောနော်ဒီနေရာမှာဟိုကုသိုလ်မရဘူးလို့မဆိုလိုပါဘူးရှင်ကျင်ဉာဏ်နဲ့တိတာလည်းပဲအများကြီးကောင်းပါတယ်စင်တာမရဉာဏ်နဲ့တိတာဟုတ်လားသို့တော့ဒီနေရာမှာတတိထားပြီးတော့ဒါလိုက်ထားနေတော့တတိထားနေတော့သူ့ကိုကြည့်နေတော့မှာပဲ သူကမရှိတော့ဘူးနောက်ထပ်တစ်ခုဖြစ်နေတယ်အဲ့ဒါကိုကြည့်နေတော့မှာပဲအဲ့ဒါမရှိတော့ဘူးနောက်ထပ်တစ်ခုထပ်ဖြစ်လာပြန်တယ်အဲ့ဒါလိုလက်တွေ့နော်ဝေဒနာကိုကြည်ရင်းနဲ့ဝေဒနာရဲ့မရှိတော့တဲ့သဘောမရှိတော့တဲ့သဘောဒါကိုပါတော့အောင်မြင်အောင်ပြောကြရမယ်အဲ့လိုမြင်ဖို့ဆိုရင်ဘာအကောင်းရမလဲတတိအကောင်းရမယ်တတိအကောင်းဖို့ဆိုရင်ဘာအကောင်းရမလဲဝရိယအကောင်းရမယ်ဝရိယအကောင်းဖို့ဆိုရင်ဘာအကောင်းရမလဲတထာအကောင်းရမယ်နော်ယုံကြည်မှုထက်တမ်းမှစူးစမ်းမယ်စူးစမ်းမှ တတိတွေစိတ်မယ်တတိတွေစိတ်မှဆုဆိုင်နံစွမ်းတည်ငြိမ်မှုဆိုတဲ့စိတ်ရဲ့စွမ်းရည်တတိရှိမယ်အဲ့ဒီကြမှာတိတယ်မြင်တယ်ဆိုတဲ့ပညာလေးကဖြစ်တယ်နော်သရဝရိယတတိတမာရီပညာဒီတရားငါးလုံးကမပါလို့ရကုန်မရဘူးနော်အေးအဲ့တော့ဝေဒနာရဲ့သဘောကိုအမှန်သိရမယ်ဆိုတဲ့နေရာမှာဝေဒနာရဲ့သဘောအမှန်ကဘာလို့အနေစာဟုတ်ရဲ့လားအဲ့ဒီအနေစာမတီးတဲ့မမြင်တဲ့အကြောင်းကိုအများကြီးနားလည်အောင်ကြိုးစားရမယ်အခုဦးဇင်းဆက်ပြီးတော့ပြောရင်တာက တတိတလက်ဆက်ထားပြီးတော့ဝေဒနာဟာမတည်မြဲတဲ့သဘာဝပဲလို့သိအောင်လုပ်ရမှာအခုလောလောဆယ်ကဟုတ်လားအေးကျန်တဲ့အချိန်တွေမှာလည်းပဲဝေဒနာရဲ့သဘာဝဟာမတည်မြဲတဲ့သဘောဖြစ်တယ်ဆိုတာကိုမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်တဲ့စိန်တာမယဉဏ်လေးနဲ့လည်းပဲဝေဒနာဟာမတည်မြဲဘူးလို့ကျင့်ပါများစွာစဉ်းစားဆင်ခြင်ဘူးလို့လည်းလို့ရအဲ့ဒါလည်းပဲအထောက်အကူအများကြီးပြုနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဝေဒနာဟာမတည်မြဲတဲ့သဘာဝဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားကဒေသနာတော်တွေထဲမှာ အထူးသဖြင့်တလာယတနာဝကတန်ယုတ်ပါရိတော်ဝေဒနာတန်ယုတ်ထဲမှာမြတ်စွာဘုရားအများကြီးဟောထားတာရှိတယ်။ဟုတ်လားဝေဒနာရဲ့သဘောတွေအများကြီးဟောတယ်အဲ့ဒီဝေဒနာတန်ယုတ်ထဲမှာဟုတ်လားအဲ့ဒီတဲမှာဥယင်တို့မြတ်စွာဘုရားဘလို့ဟောတုံးဆိုတော့ဝေဒနာလေးဆိုတာတဲ့ဒီမမြဲသောခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဖြစ်တာတဲ့ခန္ဓာကိုယ်ကြီးကမှမမြဲပါဘူးဆိုရင်မမြဲတာကြီးကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ခန္ဓာချက်ဝေဒနာတွေကဘယ်နည်းနဲ့မှအမြဲဆိုတာမဟုတ်ဘူးလို့မြတ်စွာဘုရားအဲ့လိုဟောတာ ဟုတ်လားအဲ့ဒီမှာအကြောင်းမမြဲလို့အကျိုးမမြဲဘူးဆိုတာလေးကိုစဉ်းစားပုံစဉ်းစားနည်းကလေးဒါမျိုးဆိုပါပြဟောတာဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ပိုးပြီးတော့ကြေကြေပြန့်ပြန့်တွေ့ရတဲ့ဒေသနာတစ်ခုကနော်နန္ဒဂောဝါဒသုတ်တံဆိုပြီးတော့ဦးဇင်းတို့သုတ်တံတစ်ပုဒ်ရှိတယ်ရဟန္တာရှင်တန်တကမထေကဘိက္ခုနီမတွေကိုဟောထားတဲ့တရားဒေသနာတစ်ပုဒ်ပေါ့နော်အတူချုပ်ကလေးပဲဦးဇင်းတို့ပြောဖို့အချင်းရှိတယ်ဟုတ်လားအဲ့ဒီမှာဘိက္ခုနီမတွေကို ရှင်တန်တကလား ယက်စီနန္ဒာလျာကိုစိတ်ဆိုတဲ့အတွင်းအာယတန6ပါးဒွါရ6ပါးရယ်ယူပါယုံတတ္တယုံကန္တယုံရတ္တယုံဖုဒ္ဓဘာယုံဓမ္မာယုံလို့ဆိုတဲ့အပြင်းအာယတန6ပါးအာယုံ6ပါးရယ်နော်ဒီဒီဇာတာကို12ပါးအာယတန12ပါးပါနော်နောက်ပြီးတော့သူ့ဒွါရသူ့အာယုံတွေ့ရတဲ့အခါမှာသကုဝိညာဉ်သောတ္တဝိညာဉ်ကန္တဝိညာဉ်ဇေဝဝိညာဉ်ကာယဝိညာဉ်မနောဝိညာဉ်လို့ဆိုတဲ့ဝိညာဏတ္တ6ပါးရယ်သောတ္တဝါ12ပါးတဲကိုခုဝိညာဏတ္တ6ပါးထည့်လိုက်တော့ 18ပါဖြစ်တယ်ဟောအဲ့ဒီ18ပါကိုကြာတော့အသုံးအနှုန်းလေးကဘာလဲတော့ဓာတ်18ပါတဲ့ပေးတယ်ကျွမ်းကျင်တယ်နော်အေးအဲ့ဒီဓာတ်18ပါရဲ့မတီမြဲပုံကိုမေးဖြေပြီးတော့အသေးစိတ်ဟောပြီးတဲ့နောက်မှာအဲ့ဒီရဟန္တာရှင်တန်တကမထေရကဘိက္ခုနီမတွေကိုဘာဟောလို့ဆိုတော့ဝေဒနာတို့ရဲ့မတီမြဲပုံကိုဟောပြတယ်ဝေဒနာတို့ရဲ့မတီမြဲပုံကိုဟောခြင်းလို့စောစောကဝေဒနာတွေဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့ယသိနန္ဒလျာကိုရှိနေတကွာ အာယုံ6ပါးရဲ့မတိမြဲပုံကိုသူအရင်စကင်လိုက်တယ်လို့ဒါဦးစင်းကတွေးကြည့်တာပေါ့နော်အဲ့ဒီမှာဝေဒနာရဲ့မတိမြဲပုံကိုမထေကြီးကဥပမာနှစ်ချက်ပေးပြီးတော့ဟောတယ်အဲ့ဒီဥမာလေးကတော့အရန်ကောင်းတယ်ပိတ်သက်တို့လည်းကြားဖို့ပါလေဒါပေမဲ့ဒီနေရာမှာအသုံးချရမယ်ဟုတ်လားဘာဟောတုံးဆိုတော့နှမတို့တဲ့ချီမီးခွက်လေးတစ်ခွက်တောင်းနေတာကိုကြည့်ပါတဲ့မီးတောင်းနေတယ်ဆိုတော့အောက်ကစီကမီးစာကဆွဲဆုပ်တာကိုခံရတယ်ပြီးတော့အဲ့ဒီစီကိုတောက်တော်တယ်စီကလည်းအောက်ကတလက်ဆက် မိကိုကြွေးကြွေးနေရတယ်ဆိုတော့ဆီကပေါင်ကုံနဲ့ခန်းတဲ့သဘောရှိတယ်။ဟုတ်လား။အဲ့လိုပဲမိစာကလည်းမိကအမြဲတမ်းလောင်ကျွမ်းနေတာဆိုတော့ကုံနဲ့ခန်းတဲ့သဘောရှိတယ်။နောက်ဆီလည်းပဲမတည်မြဲဘူးဖောက်ပြန်တဲ့သဘောမိစာကလည်းမတည်မြဲဘူးဖောက်ပြန်တဲ့သဘောအဲ့လိုဆိုရင်မိတော့ကလေးလှုပ်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 နဲ့တောက်နေတဲ့မိတော့ကလေးကဟောဆိုတော့သူလည်းပဲမတည်မြဲဘူးဖောက်ပြန်တဲ့သဘောဘာဖြစ်လို့တော့မိစာရောဆီရောအစ်စ်အစ်စ်ကိုသူလောင်ရတယ်။ဟုတ်လားစောစောကလောင်သွားတာနဲ့မိနဲ့တခါတည်းပြီးတယ် ကြောက်တယ်ဟုတ်လားနောက်ထပ်အသစ်စီနဲ့မီးစာနဲ့ကိုလောင်းတဲ့မီးတောက်ကအသစ်အသစ်ဖြစ်တယ်ဟုတ်လားအချိန်တိုင်းမီးတောက်ကအသစ်အဟောင်းအပြောင်းလားကြောင်းတယ်သုံးချက်နော်မီးစာအစီရဲ့မီးစာရဲ့မီးတောက်ရဲ့အဲ့ဒါကိုမထင်မြကြီးကဘာဟောတုံဆိုတော့နှမတို့တဲ့စီရလည်းမတီမြဲဘူးဖောက်ပြန်တဲ့သဘောရှိတယ်မီးစာလည်းမတီမြဲဘူးဖောက်ပြန်တဲ့သဘောရှိတယ်မီးတောက်ကလည်းမတီမြဲဘူးဖောက်ပြန်တဲ့သဘောရှိတယ်တဲ့ဒါအလွန်ရှင်းတယ်ပေါ့နော်အဲ့ဒါလိုစီရောမီးစာရောမီးတောက်ရောမတီမြဲပါပဲနဲ့ အဲ့ဒီမတီမဲတဲ့အရာ၃ခုကြောင့်ဖြစ်လာတဲ့မီးရောင်ကိုကြားမှာတီမဲတယ်လို့ပြောရင်ဖြစ်နိုင်မလားတဲ့မီးရောင်မီးရောင်ဟုတ်လားစီလည်းမမြဲဘူးမီးစားလည်းမမြဲဘူးမီးတောက်လည်းမမြဲဘူးဆိုရင်တေချာပေါက်မီးရောင်ဒီမမြဲဘူးဟုတ်တယ်မို့လားသူ့ကြားမှာမြဲတယ်လို့လို့မရအောင်တော့သူဖြစ်ခဲ့တဲ့သူအခြေခံခဲ့တဲ့အကြောင်းတရားတွေမှာမမြဲဘူးဆိုသူဟာတေချာပေါက်မမြဲဘူးအဲ့ဒီဥမာတိုင်းပဲတဲ့ခံစားချက်ဝေဒနာအကောင်းဆုံးအမျိုးမျိုး ဒီဒုက္ခဒုက္ခဥပေက္ခဆိုတဲ့ဝေဒနာတွေဟာမျက်စိနာနာလျှာကိုစိတ်လို့ဆိုတဲ့အတွင်းအာယတနာ6ပါးအစ္စတိကာယတနာလို့သုံးတယ်နော်အဲလူငယ်တွေနားလည်အောင်ပြောနော်ဒီခန္ဓာကိုယ်ကြီးလို့လည်းပြောလို့ရပါတယ်ဟုတ်လားအဲ့ဒီအတွင်းအာယတနာ6ပါးကြောင့်ဒီခန္ဓာကျက်ဝေဒနာတွေဟာဖြစ်လာတာတဲ့ဒါတိချစဉ်းစားမျက်စိရှိလို့ခန္ဓာမှုဆိုတာဖြစ်လာတာနားရှိလို့နားကောင်းရှိလို့လျှာရှိလို့ခန္ဓာကိုယ်မှာတွေးထိတာကိုသိနိုင်တဲ့ကာယပတ္တာကြီးရှိလို့စိတ်ရှိလို့ခန္ဓာကျက်ဆိုတာဖြစ်လာတာ တော့ခံစားချက်ရဲ့အကြောင်းတရားဖြစ်တဲ့အဲ့ဒီမျက်စိနန္ဒာလျှာကိုစိတ်ဆိုတဲ့သဘာဝတွေဟာတည်မြဲတဲ့သဘောတွေလားမဟုတ်ဘူးမျက်စိမမြဲလို့မို့မျက်မှန်စွရတယ်တီးနေမဲ့မြင်းနေမဲ့မွေးရစားဒီတိုင်းဆိုရင်ဘယ်ချိန်မှအပြောင်းလဲမရှိဘူးဆိုရင်ဒီလိုပြောင်းလဲသွားစရာအကြောင်းမရှိဘူးခက်ခက်တာကလူတွေက40လောက်ကျမှပြောင်းသွားတယ်လို့ထင်မှတ်ဒါအလွန်မှားတာဘယ်ချိန်ပြောင်းတာလဲအချိန်တိုင်းပြောင်းတာအချိန်တိုင်းပြောင်းတာနော်အချိန်တိုင်းပြောင်းနေတာကညံတဲ့မှမြင်နိုင်တယ် ော့40လောက်ကျမှပြောင်းတယ်50လောက်ကျမှပြောင်းတယ်ဆိုတာကပဂတိမျက်စိနဲ့မြင်ရတဲ့အပြောင်းလဲပေါ့ဟုတ်လားအဲ့ဒီကြတော့မဟာမင်းမျက်မှန်ကြီးနေပါလားဟုတ်လားအဲ့ဒါကတော့ပဂတိမျက်စိနဲ့မြင်ရတဲ့အပြောင်းလဲပေါ့နော်မြင်နဲ့မြင်ရတဲ့အပြောင်းလဲကဘယ်ချိန်ပြောင်းလဲအချိန်တိုင်းပြောင်းတယ်ဖြစ်ကလေးအစားပြောင်းတယ်ဟုတ်လားဒါပြောကျင်တာကမတီမြဲသောဒီအတွင်းအာရဏ6ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ဝေဒနာတွေဟာတေချာပေါ့မတီမြဲဘူးလို့အဲ့လိုမျိုးဟောတာဟုတ်လားအကြောင်းမမြဲရင်အကျိုးမမြဲဘူးပေါ့ဆိုလိုတာက ဒါကပထမပေးတဲ့ဥပမာပေါ့နော်။နောက်ဦးဇင်းတို့ဒုတိယပေးတဲ့ဥပမာကဘာလဲဆိုတော့နှမတို့တဲ့တစ်ပင်ကြီးတစ်ပင်ကိုကြည့်ပါတဲ့။အဲ့ဒီတစ်ပင်ကြီးရဲ့အမြင့်ဟာလည်းမတည်မြဲတဲ့သဘောရှိတယ်။ပေါက်ပြန်တဲ့သဘောရှိတယ်။ပင်စီဟာလည်းမတည်မြဲတဲ့သဘောပေါက်ပြန်တဲ့သဘောရှိတယ်။အခက်အလက်ဟာလည်းမတည်မြဲတဲ့သဘောပေါက်ပြန်တဲ့သဘောရှိတယ်။ဟော။၃မျိုးပြောတယ်နော်။အမြင့်ရဲ့ပင်စီရဲ့အခက်လက်ရဲ့ ဘာမတည်မြဲဘူးဆိုတာပေးတဲ့တော့ဗဂရိမျက်စိနဲ့တော့မမြင်အောင်သစ်ပင်ကြီးကြီးအခုကြည့်လဲဒီပုံစံတော့ကြာကြည့်လဲဒီပုံစံလို့ထင်ရတယ်ဒါမဲ့အခက်လက်တွေကတော့နော်မိုးကနဲ့ဆောင်းကຫນွေကအပြောင်းလဲတွေလောက်ဖြစ်ရင်ကိုပဲပုံပြောင်းသွားတယ်ဆိုတာသိရတယ်ဒါမဲ့ကျန်တဲ့အမြင့်တွေပင်စီတွေလည်းတကယ်တမ်းကတော့အမြဲတမ်းပြောင်းနေတာပဲမျိုးစိဘဝတွေကနေအညွန့်ညောင်းတွေဖြစ်လာတဲ့အနေအထားကနေဒါကြီးဖြစ်သွားတာပဲလေဟုတ်တယ်မဟုတ်လားဒါကတက်နေတဲ့အချိန်မှာတော့လေတက်တဲ့အနေနဲ့မပြောင်းပြောင်းလဲနေတယ်ဗောပြီးရင်လည်းပဲပြန်ကြပြီးတော့ဒါသေးသွားအောင်ပါပဲ အတော့အမြဲတမ်းကိုမြပဂတိမျက်စိနဲ့မြင်လို့မရတဲ့အတွင်းမှာပြောင်းလဲနေတဲ့ပြောင်းလဲမှုကတော့အကြီးအကျယ်ဒလဆက်ရှုပ်ရှက်ခတ်နေအောင်အမြဲတမ်းရှိနေတယ်ဆိုတာမတင်ရှားဘူးလားတင်ရှားတယ်အမြဲလည်းမမြဲဘူးပင်စီလည်းမမြဲဘူးအခက်လည်းလည်းမမြဲဘူးအဲ့ဒါတွေမမြဲပါဘဲနဲ့အဲ့ဒါတွေကြောင့်ဖြစ်ပေါ်လာတဲ့အရေးကိုကြမှမြဲတယ်လို့ပြောရင်တဘာဝကြမလားတဲ့ဟောအရေးလို့လာတယ်နော်တော်တော်ကမီးရအခုအရောပါတော့အရေးနော်စီရဲ့ မိသားရဲ့မိတော်ရဲ့အကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့မိယောင်အမြင့်ရဲ့ပင်စီရဲ့အခက်လက်ရဲ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့အရေးဟုတ်လားအေးအဲ့ဒါတွေမမြဲဘူးဆိုလို့ရှိရင်ဝေဒနာတွေဟာလည်းပဲယူပါယုံတတယုံခန္ဓာယုံရတယုံဘုဒ္ဓဘာယုံဓမ္မယုံလို့ဆိုတဲ့အာယုံ၆ပါးအဲ့ဒီအာယုံ၆ပါးကြောင့်ဖြစ်သေးတယ်အဲ့ဒီအာယုံ၆ပါးကလည်းမမြဲဘူးတတိနေမှာဦးဇင်းတို့တတိထားတတိလေးတစ်ချက်ထားကြည့်နော်သောသောကယစီနာနာတရားကိုစေ့ကြောင့်ဝေဒနာဖြစ်တယ်လို့ပြောတယ်နော် ခုဘလိုပြောကြမြည်တော့အာယုံ၆ပါးကြောင့်ဝေဒနာဖြစ်တယ်လို့ပြောတယ်နော်တူလားတူဒါကစုံအောင်ပြောလိုက်တဲ့သဘောပဲသဘောပေါက်ရလားဗျာအေးအဲ့လို့ဆိုရင်မတီမြဲသောအာယုံ၆ပါးကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်ဝေဒနာတွေတေချာပေါက်မတီမြဲဘူးလို့အဲ့ဒါကိုနားလည်ရမယ်ဒါကဦးဇင်းတို့နန္ဒဘောဝါဒသုတ္တမလာတဲ့အနေချုပ်လေးပေါ့ဟုတ်လားအေးအဲ့ဒါပြောနေတာကဒီအခက်ခဲလို့ထင်ထားတဲ့ဝေဒနာတွေဟာတကယ်တမ်းက အလုံးအမှတော့နားလည်မှုရှိအောင်လုပ်ရမယ်။နော်သူတို့ရဲ့တဘာဝကိုကိုယ်ပဲတိုင်းတာထိနားလည်တယ်ဘလောက်ထိတိတိကျကျမြင်ထားတယ်လေ။သူတို့ရဲ့အမှန်တဘာဝကိုမြင်တယ်ဆိုတာသူတို့ရဲ့အနေအဆဖြစ်တဲ့အနေအထားကိုမြင်တာကိုပြောတာဟုတ်လား။အဲ့ဒီအနေအထားကလည်းပဲနော်မြင်ပုံမြင်နီးခြင်းလည်းပဲတယောက်နဲ့တယောက်လည်းတူမှာတော့မဟုတ်။နော်အနေအဆကိုမြင်တဲ့နေရာမှာဟိုသူ့ရဲ့ဉာဏ်ပညာတတိဝရိယတမာတိထက်မြက်မှုပုံမှာမူတည်ပြီးတော့အခြေအစိတ် အนูအကျန်းဟောအရှင်အนูအမျိုးမျိုးတော့မရှိနိုင်ဘူးလားရှိနိုင်တယ်ရှိနိုင်တယ်နော်အဲ့ဒါကိုမြင်ရင်မြင်တဲ့လောက်ဒီဝေဒနာနဲ့ပတ်သက်ပြီးတော့ကိုယ်မှာကိလေသာ ဖြစ်မှာမဟုတ်မမြင်မမြင်တဲ့လောက်ဒီဝေဒနာနဲ့ပတ်သက်ပြီးတော့ကိလေသာဖြစ်လိမ့်မယ်ဒါကြောင့်ကိုယ်ကဒုက္ခဝေဒနာဖြစ်လာပြီဆိုရင်အဒါကြီးကလာပါကြီးဒါကြီးကိုဖယ်ကျင်လိုက်ဒါကြီးပျောက်သွားရင်ကောင်းမှာဆိုတဲ့မျှော်လင့်ချက်မျိုးမထားရဒါအကြောင်းတိုက်ဆိုင်လို့ဖြစ်ပေါ်လာတဲ့သဘာဝဒါငါနားလေအောင်လုပ်ရမယ့်သဘာဝ ဒါငါဖြတ်တန်းသွားမယ်တဘာဝလို့နားလည်မယ်ကြော်လွားသွားလို့မရဘူးဖြတ်တန်းသွားရမှာဆရာပါစို့ဒီကနေ့ရန်ကုန်ကိုလမ်းလျှောက်သွားမယ်ဆိုရင်တော့ဘယ်လိုလမ်းပဲဖြစ်ဖြစ်ဒါဒီလမ်းမှာရှိရတော့အကုန်လုံးဖြတ်တန်းသွားရမှာပဲလေဒါဟိုနားကြမှာငါတမိုင်လောက်ကြော်သွားလိုက်ခြင်းလေဆိုလို့ရမှာမဟုတ်ဟုတ်ရဲ့လားဘာလို့သွားမှာတော့မရဖြတ်တန်းသွားရမယ်နော်နားလည်မှုနဲ့ဖြတ်တန်းသွားရမယ်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဒီတဘာဝတွေဒီအခက်အခဲတွေကိုကိုကကြော်လွားနိုင်ဖို့ဆိုလို့ရှိရင် ော်ဝရိယလည်းပဲထက်ထက်တန်တန်ထားဖို့လိုတယ်နော်နော်မြတ်စွာဘုရားဘယ်လိုဟောထားတော့ကာမန္တဇောစာနာရုစာအဋ္ဌိစာဝါသိတတုတတိတွေဥပတုတတုမန္တလောဟိတံနော်ဟောအကျော်ပဲကြံကျင်ကြံမစီအယိုးပဲကြံကျင်ကြံမစီနော်အရေးပဲကြံကျင်ကြံမစီအသားတွေအသွေးတွေခန်းကျင်ခန်းသွားပါစေဟုတ်လား တကယ်လို့သာယောက်ျားတို့ရဲ့အစွမ်းလုံလန်းနဲ့စ조사အထုတ်လို့သာရနိုင်မယ်ဆိုရင်အဲ့ဒီအရာကိုမရမချင်းငါဘယ်တော့မှမလျှော့ဘူးဆိုတဲ့လုံလဝရိယမျိုးထားရမယ်လို့ခေါ်တာဟုတ်လားယန္တံပရိဒတ်ထာမိနပရိဒတ်ဝရိယနာပရိဒတ်ပရကမိနာနပတ္တပံအပပုဏိတဝဝရိယတတန်ထာနံဘောဟိတတိနော်လုံလို့သာရနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုမရမချင်းငါလုံးမယ်ဟုတ်လားနော်အရေး အကျော်အယိုးကျွင်းဉင်ကျွင်းပါစေအသာအသွေးခန့်ကျင်ခန့်တော်ပါစေတဲ့အင်္ဂါလေးချက်နှစ်ညီတဲ့ဝရိယလို့ဒီလိုဟောတယ်နော်အရေရဲ့အကျော်ရဲ့အယိုးရဲ့ကျွင်းကြံပါစေအသာအသွေးခန့်ကျင်ခန့်တော်ပါစေဇူမတရားအထုတ်လို့အသာအသွေးတွေခန့်တော်တယ်လို့မကြောက်ဘူးပါဘူးဟုတ်လားနော်နည်းနည်းလေးလောက်ကိုခက်နေတာနဲ့ကိုပဲကိုကမဖြစ်တော့လက်ကလျှော့နေတာဟုတ်လားဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လောက်ရမှာပဲတကယ်တမ်းကဟုတ်လားတရားဝင်တို့ပြည်သက်ပေါင်းသူတော်ကောင်းတို့ ြင့်ထန်တဲ့ဇွဲလုံးလဝရိယနဲ့တတ္ထတန်တန်ကြိုးစားအထုံးမယ်ဆိုရင်ဝေဒနာတွေရဲ့သဘောကိုသူဟာအနေအဆပဲမတိမြဲတဲ့သဘောပဲဆိုတာကိုအမှန်သိလာပါလိမ့်မယ်။ဒါပေမဲ့ကိုကအဲ့လိုအမှန်သိကျင်တယ်ဆိုရင်တကယ်တမ်းကဘာရှိအောင်တတိတတိပဲနော်။အဓိကတတိကတော့သူကအဓိကဇက်ဆောင်လို့ဦးဇင်းကပြောရင်လည်းဟုတ်လား။ဒီတတိနဲ့ဒလဇက်ကြည့်နေမှသူ့တဘာဝကို နားလည်မှာ။နောက်စဉ်းစားဆင်ခြင်ပြီးတော့တိတဲ့အတိမျိုးနဲ့မတူဘူးနော်။ဘောပါရဲ့လား။ဒါရိုက်သူ့ကို တည်နေအောင်ကြိုးစားရင်းနဲ့သူ့တဘာဝကို နားလည်မှနော်ကိုကိုတိုင်နားလည်ရရောက်တယ်နော်အတွေးတွေနဲ့တည်တာမျိုးကိုဆိုလိုတာမဟုတ်ဟုတ်လားဒါကြောင့်ဒီဒုက္ခဝေဒနာတွေနဲ့ပြောလို့ရှိရင် ပြောကြရကမကုန်ဘူးဟုတ်လားနောက်နေ့မနေ့မှဆက်ပြီးတော့ဒီဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ပြောကြည့်ကြသေးတာပေါ့ဟုတ်လားအခုတော့အချိန်ကနည်းနည်းတောင်လွန်သွားပြီနော်တရားထုတ်ဖို့အချိန်လေးနည်းနည်းနေသွားပြီဟုတ်လားဒါပေမဲ့လို့ဒီလိုလုပ်ငန်းရှင်နဲ့ပတ်သက်တဲ့ နော်နားလည်မှုရှိဖို့တိခဏနိုင်မှုနဲ့ပတ်သက်ပြီးတော့ပြောပြတဲ့တရားစကားတွေကလည်းပဲနားထောင်ဖို့လိုအပ်တယ်လို့ဦးဇင်းထင်ပါတယ်ဟုတ်လားအေးဒါကြောင့်အလုံးတော်ပေးတဲ့ဘောင်းသူတော်ကောင်းတို့သတ္တနဲ့ဇွဲလုံးလာဝရိယနဲ့တော့မိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာတဘာဝတွေရဲ့အပေါ်မှာတော့တတိထားခြင်းဆိုတဲ့လုပ်ငန်းစဉ်ကိုတော့ကြိုးစားအထောက်ကြရအောင်နော်ကဲဆိုရအောင်တိယမင်္ဂမကြံရအောင်လုံးဝဆုံးလင်း အကုန်မြင်သဗ္ဗညံတော်စွန်းတီတိတိတရားများပြား၌ဟောတာစပွဲဤသွေသွေကိုခြေလေဆုံးလင် အကုန်မြင်သဗ္ဗညံတော်စွန်းတီကျွတ်ထိုက်ကြပြီညဝေနေဣန္ဒိစေယိသူအကြိုက်ကို ၌ချိုးဆုံးလေအကုန်မြင်သဗ္ဗညာတော်စွန့်ဒီညာတော်စွန့်ပကဤသုံးပါးကြောင့်အများဝေနေကျွလို့စီဘူးမနေမနာတတော်အဖြစ်ကြီးမာလီပြီးရှိစေပြည့်၍ပရိနိဗ္ဗာန်စံသီးတိုင်အောင်တေယူဆောင်ဘုံကောင်းငါတို့ဖျားသည် ဣလေကင်းစေဒုစွာမြင်၍ခြင်းစဉ်ပြည့်စုံနိဗ္ဗာန်ဘုံကြွလောကကုန်သည်သူမရှိဆုံးမတာလူနာတို့ဆရာသစ္စာဟောဖို့ဘုံတော်ကြီးမာဤကိုပါသည်ဖရာမြတ်စွာဂုံတော်ဤအာနေတုစွာမြာတတော်တို့ ချမ်းသာဒုက္ခလိုတိုင်းရ၍ဒုက္ခယံပေခင်ရှင်ဝေရည်ကြပါစေငါနှင့်တူစွာမြာသာတော်တို့ချမ်းသာဒုက္ခလိုတိုင်းရ၍ဒုက္ခယံပေခင်ရှင်ဝေရည်ကြပါစေငါနှင့်တူစွာမြာသာတော်တို့ ချမ်းသာဒုက္ခလူတိုင်းရ၍ဒုက္ခရံပေကင်းစင်ဝေ ရေကြပါစေအယိုတိုင်တဘောအကျော်ရစ်ပါအသာကမြုပ်အေရူအေပါဩဓာသောခန္ဓာကိုယ်ပါဒကရေရှိနိုင်အားတန်စာငှားဖြင့်ဖုံထာရဖို့အကြောင်းစုံကို မြတ်မြတ်ရှိခင် မမြင်ခြင်းကြောင့်သာမြင်ရပါမူကားအနာဂတ်ပင်ပခန်းခြင်းစရာကိုကောင်းပါတကားဤခန္ဓာကိုမြတ်ဘုံဘုကြီးညိုလူရမဤဖျာတရားမရင်တထိုင်တွင် အနှင်းပူဇော်ပါဤဖျာဆရာသမားအရိယာများကို ပြမမိသမျှဓမ္မန္တဟောချကြောပါ၏ဖျား